နောက်ဆုံးသောကာလခရစ်တော်၏ဟောပြောဆွေးနွေးချက်များအခြားအကြောင်းအရာများနှင့်သက်ဆိုင်သောနှုတ်ကပတ်တော်များကောင်းနှုတ်ချက်တမန်တော်ကိုနားမလည်သူများသည်အမှုကိစ္စများပြုလုပ်ပါကမည်သည့်အပေါ်အာကိုအာထာပြုကြသည်နီလူသားနီးစနစ်များ လူသားအတိညာနှင့် လူသားကြံရည်ဖန်ရည်အနေငယ်တို့အပေါ်အာကိုအားထားပြုကြသည်ယင်းတို့ကိုအသုံးပြု၍ကိစ္စများပြေဆုံးပြီးမြောက်လာသည့်အခါလူသားတို့သည်မာနထောင်လွှားလာကြသည်သူတို့တွင် လုံနိုင်စွမ်းရှိသည် သူတို့၏တာလွန်ကောင်းမွန်မှုကို ဝင်းဝါပလွားပြီးကြွားလုံးထုတ်နိုင်ကြသည်ဟုခံစားလာကြသည်ယင်းကိုအတိစိတ်ကင်းမဲ့သည်ဟု ခေါ်၏အမှန်မှမူသူတို့လောက်ဆောင်ခဲ့သည့်အရာကဖျားသခင်၏အလိုတော်နှင့် အမှန်တကယ်ညီမညီကို သူတို့မတိကြပေသူတို့သည်နားမလဲကြ သူတို့တွင် ထိုးထွင်းသိမြင်မှု ကင်းမဲ့နေကြသည်ထို့ကြောင့်ထိုတို့သော လူတို့သည်သူတို့အပေါ်တဆုံတရားဖြစ်ပျက်လာသည့်အခါဇီစာချက်တတ်ကြသည် သူတို့ဤတာဝန်များကိုထမ်းဆောင်ရင်အမားများလုံမိ၍ဂိုင်းတွဲဖြေရှင်းခံရသည့်အခါသူတို့သည် ထိုထိုဤဤကိုရိုးမဲ့ဖွဲ့အပြစ်တင်ကြကာပြင်ပစင်ချိန်များကို ရှာဖွေကြသည်ညံ့ပြင်းသော အခြေအနေများကို အပြစ်တင်ကြသည်ထိုအချိန်ကတေတေချာချာမတွေးခဲမိလေခြင်းဟု သူတို့ကိုသူတို့အပြစ်တင်ကြသည်သူတို့သည်ပြင်ပစင်ချိန်များသာ ရှာဖွေကြ၏တမန်တရားကိုသူတို့နားမလည်ကြောင်းသို့မဟုတ်တမန်တရားစည်းမျဉ်းများကို သူတို့သဘောမပေါက်ထားကြောင်းတို့ကိုမူအတိအမှတ်မပြုကြပြီသူတို့စိတ်နှလုံးမှာအပြည့်တဘောဆောင်လျက်ဘုရားသခင်အပေါ်နားလည်မှုလွဲခြင်းများနှင့်ပြည့်နှက်နေသည်ထို့အပြင်ဘုရားသခင်သည် သူတို့ကိုလိဟဖော်ထုတ်ခဲ့သည်ဟု သူတို့ယုံကြည်ကြသည်ယင်းသည် အမှန်တကယ်ဟုတ်ပါ၏လောသူတို့ဤတာဝန်ကိုထမ်းဆောင်ရတွင် သူတို့သည်ထောက်ပြန်ပျက်စီးနေသောမိမိတို့စိတ်တဘောထားကိုပေါ်ပြကြသည်မြည်သည့်စည်းမျဉ်းများမရှိဘဲတမာတရားနှင့်မြည်သည့်ဆက်ဆက်မှုများမရှိဘဲအမှုကိစ္စများကိုလှုပ်ဆောင်ကြသည်သူတို့သည်တနာစရာကောင်းပေစွာ ထို့သောလူတို့သည်နာခံမှုမရှိဘဲသူတို့ဤတာဝန်ကို ထမ်းဆောင်ကြသည်သူတို့တွင်တစ္ဆာရှိမှုသို့မဟုတ်စိတ်ကမှုတဆုံတရားရှိသည်ဟု ပြော၍မရနိုင်ပေဖျားသခင်ကိုကြောက်ရွံ့ရိုသေပြီးမကောင်းသောအကျင့်ကိုရှောင်ဖို့မှမူတာ၍မဖြစ်နိုင်ပေသူတို့သည်အမှုကိစ္စများဆောင်ရွက်ရန်လူသားနီးစနစ်များအပေါ်တာအမြင်တတမှတ်သည်အာကိုအာထာပြုကြသည် အပြင်ပန်းတာပြုမူ၍အာထုတ်ကြသည် သို့သောအဆုံးစွန်တွင် သူတို့သည်တမာတရားကိုနားလည်ရန်ပြက်ကွက်နေကြဆဲဖြစ်သည်ဤလူတို့၏အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုများရှိလေသလားဖျားသခင်နှင့် သူတို့၏ဆက်ဆံရေးသည် ပုံမှန်ဟုတ်သလားဖျားသခင်အပေါ်သူတို့၏ကျွန်းနှံနာခံခြင်းနှင့်ကြောင်းရွံ့ယိုသေးခြင်းတို့ကတိုးတက်မှုတစုံတရာ ရှိသလားသူတို့၏ဘဝက တိုးတက်မှုမရှိ သူတို့ဤဖောက်ပြန်ပျက်စီးနေသောစိတ်တဘောထားကပြောင်းလဲမှုမရှိ သူတို့သည်မယိုးသားသောနီလန်းများကို ပိုမိုအတုံးချပြီးတိုး၍မာနထောင်လွားလာလျင်ပို၍သာကောက်ကျစ်စင်လဲလာကြသည်သူတို့သည်မြည်သည့်ကိစ္စများနှင့်ကြုံရသည်ဖြစ်စေမိမိတို့လဲကြရှုံနှိမ်ခဲသည့်နေရာများကိုရော နောက်ထပ်မလဲကြမရှုံနှိမ်စေရန်အတွက် မိမိတို့တင်ယူရရှိတင်သည့်သင်ခန်းစာများကိုပါမှတ်သားလျင် သူတို့၏အတွေ့အကြုံများနှင့်ရရှိခဲ့သောသင်ခန်းစာများကိုအစဉ်အမြဲအနှစ်ချုပ်နေကာစာတန်၏အတွေ့အမြင်များအတိုင်းနေထိုင်နေကြဆဲပင်ဖြစ်သည်သူတို့သည်တမန်တရားကိုလုံးဝမရှာဖွေပဲသူတို့၏အတွေ့အကြုံနှင့်သင်ခန်းစာများကိုသာဤသို့အစဉ်အမြဲအနှစ်ချုပ်ကြသည် လူတယောက်သည်စာတန်၏အတွေ့အမြင်အတိုင်းနေထိုင်နေစဉ်တွင် သူ၏ဖောက်ပြန်ပျက်စီးသောစိတ်တဘောထားကိုဆွန့်လွတ်နိုင်မည်လောသူ၏ဖောက်ပြန်ပျက်စီးသောစိတ်တဘောထားကိုမဆွန့်လွတ်နိုင်လျင်သူသည်ကဲတင်ခြင်းကို ရရှိနိုင်သလောဤကိစ္စရက်များကို နားလည်ရန် ပြက်ကွက်ခြင်းသည်အန္တရာယ်ကြီးပြီးဘုရားသခင်ကိုယုံကြည်ခြင်းလမ်းကြောင်းမှန်သောဝင်ရောက်ရန် နီလန်လင်းရှိမိမဟုတ်ပေ။ဖျားသခင်ကိုဤသို့ရောင်ချချပုံစံဖြင့်နှစ်ပေါင်းများစွာယုံကြည်လာပြီးချိန်တွင် ထိုသူသည်တမာတရားကို ရရှိနိုင်ပါမည်လော။သူဤအတိတရားနှင့်အတိစိတ်ကပုံမှန်ပိုဖြစ်လာနိုင်အောင်မည်လော။တာမန်လူတဘာဝကို သူ အသက်ရှင်နေထိုင်နိုင်ခြင်းရှိသလော။အတွေ့အကြုံနှင့်သင်ခန်းစာများကို ဤသို့အနစ်ချုပ်ကမိမိ၏အပြုအမူကို ပြောင်းလဲခြင်းသည်အမားများကိုလျှော့ချကောင်းလျှော့ချပေးနိုင်တော်လေဤသည်ကတမန်တော်ကို လက်တွေ့လှုပ်ဆောင်ခြင်းမည်သလားဤသူသည်တမန်တော်စစ်မှန်မှုသို့ဝင်ရောက်နိုင်မည်လားထို့သို့သောသူဤစိတ်နှလုံးတွင်ဖျားသခင်အတွက်နေရာရှိသလားတမန်တော်အပေါ်သို့မဟုတ်ဖျားသခင်အပေါ်အလေးထားမှုမရှိဘဲ ြုမှုကြသူတို့သည်ဘုရားသခင်၏ကယ်တင်ခြင်းကိုမရနိုင်သောမယုံကြည်ကြသူများပင်ဖြစ်သည်။တင်တို့သည်ထိုကဲ့သို့သောလူများကိုပိုင်းခြားသိမြင်နိုင်ကြသလား။တဆုံတယောက်သည် သူ၏တာဝန်ကိုထမ်းဆောင်နေသည်ဖြစ်စေသူ၏တကိုယ်ရေးအရေးကိစ္စများကိုကင်တွယ်ဖြေရှင်းနေသည်ဖြစ်စေတဆုံတစ်ခုကို သူလှောက်ဆောင်သည့်အခါ သူ၏အာယုံစူးဆိုင်မှုသည် အဘယ်သို့ဥတီနေသည်ကိုဂယုထားကြည့်လော့ထို့သူသည် နေထိုင်မှုဆိုင်ရာ အတွေ့အမြင်များကိုအာယုံစူးဆိုင်နေပါကတမာတရားကို သူမချစ်မြတ်နိုးကြောင်းသို့မဟုတ်မလိုက်စားကြောင်းပြသသည်အကယ်၍တဆုံတယောက်သည် သူထံမြည်သည့်အရာ ဖြစ်ပျက်လာပါစေတမာတရားစီတို့ကြိုးပမ်းလေလင်၎င်းဤအရာကိုလှုပ်ဆောင်ခြင်းသည်ဖရာသခင်၏အလိုတော်နှင့် ိုက်ညီပါမည်လောဖျားသခင်ဤတတ်မှတ်ချက်များမှအဘယ်နည်းဤအင်ညာကိုလှုပ်ဆောင်ခြင်းသည်ဖျားသခင်အပေါ်အပြစ်ပြုခြင်းလောဖျားဤစေတဘောထားကို ပုံကံပြစ်မှားရာကြာနေမည်လောဖျားသခင်ကိုစိတ်ထိခိုက်စေမည်လောဤအရာကိုဖျားသခင်ကဆက်ဆုပ်မည်လောဤအရာကိုလှုပ်ဆောင်ခြင်းကယုတ်တိရှိသလော ဤအရာကအသိန်းတော်ဤအလုတ်ကိုနှောက်ရက်မြည်လောတော့မဟုတ်ပြက်ပြားစေမြည်လောဖျားအိမ်တော်ဤအကျိုးစီးပွားကို ထိခိုက်စေမြည်လောဖျားသခင်ဤနာမတော်ကို အရှင်းရစေမြည်လောဤဒီကတမာတရားကိုလက်တွေ့ကျင့်သုံးခြင်းလော မကောင်းမှုလှုပ်ဆောင်ခြင်းလေလောဖျားသခင်ကမိတို့သဘောထားလိမ့်မည်နီဟု သွေးတော်ကစင်ချင်းသုံးသက်ရာတွင်တမာတရားစီတို့အမြဲလက်လန်းလေလင်၎င်းထိုမေခွန်များအပေါ်အမြဲတွေးဆစင်ချင်းလေလင်၎င်းဤကမြင်သည့်အမှတ်လက္ခဏာပင်ဤတမာတရားကိုသူရှာဖွေလိုက်စားကြောင်းနမိတ်လက္ခဏာပင်ဖြစ်ပါသည်မှန်ပေသည်ဤကထိုသူသည်တမာတရားကိုရှာဖွေကြောင်းဖျားသခင်သည် သူဤစနှလုံးတွင်ကိန်းအောင်းနေကြောင်း နမိတ်လက္ခဏာပင် ဖြစ်သည်စိတ်နှလုံးတွင်ဘုရားသခင်မကိန်းအောင်နေသူတို့သည် သူတို့ထံဖြစ်ပျက်လာသောအရာများကိုမြည်တို့ကင်တွယ်ဖြေရှင်းကြသည်သူတို့သည် ဖရာသခင်နှင့်ညီတို့များတတ်ဆိုင်ခြင်းမရှိဘဲသူတို့ဤကိုယ်ပိုင်အသိဉာဏ်စုကျေစုတို့အပေါ်တွင် အခြေခံက ပြုမူကြပါသည် ထို့အပြင်သူတို့ဤလှုပ်ဆောင်မှုများသည်သူတို့ဤကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အထူးပင်ရောပြွန်းလျက်ရှိပါသည် သူတို့သည် သူတို့ဤကိုယ်ပိုင်ရည်ရွယ်ချက်များနှင့်ရောပြွန်းယုံသားမကသူတို့ဤကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်းပြုမှုကြသောအခါသူတို့ ကိုယ်သူတို့စမ်းစစ်ခြင်းသို့မဟုတ်သုံးသက်ဆင်ခြင်ခြင်းလည်းအလင်းမရှိပေသူတို့သည် အလျှော့ပေးလိုက်ရောချင်းမရှိပဲသူတို့ဤကိုပိုင်နီလန်းများကိုသာ ကောင်းမာမာနှင့်စွဲကင်ကြလေသည်သူတို့သည်မိမိတို့စိတ်ကြိုက်လှောက်ဆောင်ကြသည်ဖျားသခင်ကိုစုမတောင်းတမာတရားကိုမရှာကြချင်သူတို့သည်ဖျားသခင်နှင့်လာလာမြမတက်ဆိုင်ကြ ထို့တို့သောလူတို့အဖို့အမားလောက်ရန်နှင့်ဖျားသခင်ဤစိတ်သောတာကို ပုံကံပြစ်မှားရန်မလွယ်ကူသလော ဤကအလွန်တရာအန္တရာယ်မများသလောတမန်တရားကိုမလိုက်စားသူတို့သည်ကြင်ကြံပြုမှုပုံပိုင်းအရာရောသူတို့ဖော်ပြသည့်စိတ်တော်ထားပိုင်းအရာပါ သူတို့ဤနေစဉ်ဘဝတွင်မြည်သည့်ဝိတေသလက္ခဏာတို့ကိုဖော်ထုတ်ပြသသည်။သူတို့သည်အချုပ်အတိမရှိဘဲမိုင်းမိုက်ကံကံပြုမှုကြပါသည်။သူတပားကိုအထင်အမြင်သေးကြပါသည်။ အထူးသဖြင့်မာနထောင်လွားကအကျင့်ပြတ်ကြပါသည်ဆုံးဖြတ်ချက်များကိုတစ်ဖက်သက်ချကြပါသည်အ धिक အားဖြင့်ဤဝိတေတလက္ခဏာများဖြစ်သည်ထိုသူတို့သည် မာနထောင်လွားကြသည်ဘဝင်မြင့်ကြသည် အကြောင်းမဲ့မိုက်ကမ်းကြသည်အကျင့်ပြတ်ကြသည် အချုပ်အတီးမရှိကြသူတို့သည် အကြောင်းမဲ့လှုပ်ဆောင်ကြသည်သူတို့စိတ်ကြိုက်လှုပ်ဆောင်ကြသည် အစဉ်အမြဲရိုင်းဆိုင်၍လိန်ကောက်ကြသည်ပြုပြင်ပေးခြင်းနှင့်ကံတွယ်ဖြည့်ရှင်ခံရခြင်းမရှိလျင် သူတို့သည်ရန်ဆောင်လာကြသည်ပြုပြင်ပေးခြင်းနှင့်ကံတွယ်ဖြည့်ရှင်ခံရခြင်းကိုကြုံရလေလျင်သူတို့သည် အပြတ်တဘောဆောင်ကြသည်ရန်လိုကြသည်အာခံဖီဆန်ကြသည်ပုံကံလိုကြသည်ထိုအပြင်သူတို့ဤနတ်ဆိုးတဘာဝသည် အလုံးစုံမြင်သာလာသည် တမာတရားကိုမလိုက်စားတော့ဤလူတို့သည်မြင်သည့်အရာကိုမျှမလုပ်သည့်အခါတွင်ဖြစ်စေမြင်သည့်အရာကိုမျှမပြောသည့်အခါတွင်ဖြစ်စေသူတို့သည် ပုံမှန်လူများ ကဲ့သို့ပင်ထင်ရသည်တိုးတော်သူတို့တစ်ခုခုလှုပ်လှင်လှုပ်ချင်းပင်သူတို့ဤဖောက်ပြန်ပျက်စီးသောစေတဘောထားသည်ပေါ်ထွက်လာကရင်းသည့်ရိုင်းဆိုင်ပြီးตาเยสั่นไปดี ထို့သောသောလူတို့ကိုဖရာသခင်၏နှုတ်ကပတ်တော်များတွင်မိတို့ဖော်ညွှန်းထားသည်။တင်တို့အထယ်၌ထုတ်ဖော်ပြသည့်အရာမှာ၎င်းတို့၏မိဘများထံမှလမ်းလွဲသွားကြသည့်ခလဲသင်ငယ်များ၏ကြီးစဲတက်ခြင်းမဟုတ်ဘဲ၎င်းတို့သခင်၏ကြာပွင့်များလက်လန်းမမီနိုင်သည့်တရိษံများမှ ပေါက်ထွက်လာသော ရက်ဆက်ကြမ်းကြုတ်မှုဖြစ်သည်။ထို့သောလူတို့ လေဟာပြသောစေတဘောထားကိုတာရဲစံသည်ဟုဖော်ပြနိုင်သည်ထို့အပြင်သူတို့သည်တာမန်လူတဘာဝကင်းမဲ့နေ၏လူအုပ်ထဲ၌ထိုတို့သောလူများရှိပါကတင်တို့သည်သူတို့ကိုခွဲခြားသိနိုင်ပေမည်လောတမန်တရားကိုရှာဖွေသူများနှင့်မရှာဖွေသူများသည်ပြုမှုကြသည့်နီလန်းတွင်ရော ဖော်ပြကြသည့်အရာများတွင်ပါ လုံလုံလားလားကြွားချားကြပေသည်။တမန်တရားကိုမရှာဖွေသူတို့၏ရှင်လင်းသောတယုတ်တကံများမှာအတိစိတ်ကင်းမဲ့ခြင်းအတိတရားကင်းမဲ့ခြင်းတမန်တရားစည်းမျဉ်းများကို အလေးထားမှုမရှိဘဲပြုမှုကြခြင်းတို့ဖြစ်ကြသည်။သူတို့သည်အကြောင်းမဲ့စွာနှင့်အယံကာယောပြုမှုကြသည်။အစွန်ရောက်သည့်အထိတ် မထီရဲတင်းကြသည်တမာတရားကိုမလိုက်စားသူတို့သည်တနာစရာကောင်းတကဲသို့ယွံမုံဖွဲ့ရလဲကောင်းသည်သူတို့သည် သူတို့ကို သူတို့အယူလောက်ကြကာအခြားသူများကိုမြင်သည့်ကောင်းကျိုးမျှမပေးကြပင်သူတို့သည် အခြားသူများကို ကောင်းကျိုးမပေးပါကဖျားသခင်သည် သူတို့ကိုဆက်ဆုပ်လိမ့်မည်မဟုတ်လော ူတို့ကိုယ်တိုင်ကဤဒီကိုတတိထာမိကြသလောအဘဲကြောင့်သူတို့သည်တနာစရာကောင်းသည်ဟုငါပြောရသနည်းအဘဲကြောင့်ဆိုသော သူတို့သည်ဤတို့ဖြစ်နေပါလျက် ကိုယ်တိုင်ကမူရင်းကုန်သဘောပေါက်ခြင်းပင်မရှိကြသောကြောင့်ဖြစ်သည်သူတို့သည်လူသားပုံတံနှင့်အတွင်တူချင်းဆိုးစင်းမြမရှိပါဘဲလျက်မိမိတို့အစဉ်ပြေနေသည်ဟု တွေးထင်ကြဆဲဖြစ်ကား စေလိုက်မှန်ပါအယံကာယောပြုမှုဝင်းကြစေဖြစ်သည်ဤကားတနာစရာကောင်းသည်ပင် မဟုတ်ပေလော လူတို့ကိုပိုင်းခြားသည့်မြင်ရာတွင်အ धिक ကြသည့်အရာမှာထိုသူတို့သည်တမာတရားကိုလက်တွေ့လှောက်ဆောင်ခြင်းတမာတရားကို ရှာဖွေခြင်းတမာတရားကိုလက်ခံခြင်းတို့ရှိမရှိကို ပိုင်းခြားသည့်မြင်ဖို့ပင်ဖြစ်သည်ယင်းမှာသူတို့ကို မှန်မှန်ကန်ကန်ပိုင်းခြားသိမြင်ကလူအမျိုးအစားအလုံးကို ရှင်းရှင်းလင်းလင်းမြင်နီးပင်ဖြစ်သည်တင်တို့သည်တမာကြားကိုလိုက်စားသူများဖြစ်ကြသလားကျွန်ုပ်တို့ရခင်ကတမာတရားကိုမလိုက်စားခဲ့ပါသို့တော်ယခုမှတမာတရားကိုရဖို့ကြိုးပမ်းအားထုတ်နေပါသည်ငါယခုလေးတင် ထုတ်ဖို့ပြောပြခဲ့တော့ အပြုအမူများကိုတင်တို့သည်တမာပြားကိုမလိုက်စားမိအချိန်လွန်ခဲ့သောနှစ်အနေငယ်ကထုတ်ဖော်ပြခဲ့သလားတင်တို့ ထိုအပြုအမူများကိုဖော်ပြခဲ့စဉ်ကထိုကဲ့သို့အခြေအနေမျိုးတွင် ရှင်တန်နေထိုင်ရခြင်းသည်တင်တို့စိတ်နှလုံးကို မနာကျင်စေခဲ့သလားဟုတ်ပါသည်ကျွန်ုပ်တို့သည်ဒုက္ခခံစားနေခဲ့ရပါ၏သို့တော့ သဘောမပေါက်ခဲ့ကြပါရင်းကိုသဘောမပေါက်ခြင်းမှာအင်မတန်ပင်တနာဖွယ်ကောင်းပေစွာလူတယောက်ဒီတမာတရားကိုနားမလဲတမာတရားစစ်မှန်မှုလည်းမရှိရင်တနာဖွယ်အကောင်းဆုံးနှင့်ဝမ်းနည်းကြည်ကွဲဖွယ်အကောင်းဆုံးပေသည်ရင်းတမာတရားတို့ကိုကင်ဆွဲထားကဒေသနာတို့ကိုမကြာခဏကြားနာတော်လဲမြည်ဒီကိုမျှမရရှိပဲ စာတန်ဤချုံနောင်မှုများထဲတွင် နေထိုင်နေသေးကအကြောင်းမဲ့လှုပ်ဆောင်ပြောဆို၍လူတဘာဝထင်ထင်ရှားရှားကင်းမဲ့နေခြင်းသည်အင်မတန်မှပင်တနာဖွဲ့ကောင်းပေစွာထို့ကြောင့်တမာပြားကိုလိုက်စားခြင်းသည်အရေးအကြီးဆုံးပင်ဖြစ်သည်ဤအင်အားကိုတင်တို့ယခုသဘောပေါက်ကြပြီမဟုတ်လောဟုတ်ပါသည်သဘောပေါက်ပါပြီ တင်တို့သဘောပေါက်သည်မှာကောင်းပေသည်ဆိုရင်ဖွဲကောင်းသည်မှာကလူတို့သည်စိတ်မပါဘဲတုံးအားကရင်းကိုသဘောမပေါက်နိုင်ချိန်တွင် ဖြစ်သည်အကျဉ်သူသည်တမာကြားကို မလိုက်စားကတတိလည်းမထာမိပါက ကြီးမားသောပြဿနာမဟုတ်ပေဆိုရင်ဖွဲအကောင်းဆုံးမှာကအကျဉ်သူသည်တမာတရားကိုသဘောပေါက်နေပါလျက်တမာတရားကို မလိုက်စားပင်လုံးဝနောင်တမရသည့်အဖြစ်ပင် ယင်းမှာရည်ရွယ်ချက်ရှိရှိပြင်မာခြင်းပင်ဖြစ်သည်တိလင်းနှင့်ပြင်မာကတမာပြားကို လက်ခံရန်လုံးဝဥတုံညင်းပယ်သူများသည်သူတို့စိတ်နှလုံးတွင် မလိုက်ရောမှုနှင့် မလုံမုံထားမှုတို့ရှိနေကြပြီးတမာပြားကိုစိတ်ကုံနေကြပေသည် မလိုက်ရောသူများသည်ဖရာသခင်ကိုကြောက်ရွံ့ယိုသေးနိုင်သလောသူတို့သည်ဖရာသခင်ကို မကြောက်ရွံ့မယိုသေးပါကဖရာသခင်နှင့် ်တဟဇာတဖြစ်မှုကိုရနိုင်ပြီလောမလိုက်ရောသောစိတ်နှလုံးရှိသူတို့သည်ဖျားသခင်အပေါ်ညီသည့်စိတ်ထားရှိသည်နီသူတို့သည်အတိုက်အခံလုပ်သည်မနာခံကြနောင်တမရကြပင်ထို့အပြင်ဖျားသခင်သည်တမတရားဖြစ်ကြောင်းကိုလည်းလုံးဝအုတ်တုံအတိအမှတ်မပြုကြပင် သူတို့သည်တမတရားကိုလက်မခံပင် ဖျားသခင်ကိုအဆုံးစွန်ထိစန့်ကျင်ကြသည် ထို့သောသောလူတို့၏အဆုံးသက်သည်ကားအဘယ်နည်းသူတို့သည်ဖယားသခင်ဤအပြစ်တံပေးခြင်းနှင့်ဖြည့်ဆည်းခြင်းကိုခံရပါမည်။ဖယားသခင်က ထိုသူတို့ကိုမကယ်တင်ပေ။တမန်ကျမ်းစာတွင်ဖော်ပြထားသည့်ခေါင်းဆောင်အယောက်250တိမလိုက်ရောသူ ပုံကံသူများဖြစ်သလော။ အဆုံးတွင်ထိုသူတို့မြည်တို့ ဖြစ်သွားကြသည်။သူတို့မြည်မြူခံလိုက်ရပါသည်။ဤဒီကအဆုံးသက်ရလပင် ဖြစ်သည်။တဆုံတယောက်သည်ဘုရားသခင်အပေါ်မြည်မြကြအောင်ယုံကြည်သည်ဖြစ်စေ။တမာပြားကိုလိုက်စားခြင်းဤအရေးပါမှုကို မတိလေလင်၎င်း။တမာပြားကိုစိတ်ကုံခြင်းဤယွန်ရှာဖွယ်ကောင်းမှုနှင့် အကျိုးဆက်များကို နားမလည်လေလင်၎င်းသူ၏အဆုံးတက်ရလက်တီကအဘယ်တော့ဖြစ်မည်နီသူသည်မလွဲဧကံဖယ်ရှားခံရမည်သာယုံကြည်သူအတ္တတို့သည်တင်းလျော်သော အလုတာဝင်များလှောက်ဆောင်ဤကိုဖြစ်စေမှန်ကန်သောရှောက်ရလမ်းကြောင်းကိုဖြစ်စေမတိကြသေးပဲမိုက်မဲကပညာမဲကြသည်ဤကလူသားတို့ဤ တနာစပွဲကောင်းသောတွင်ပြင်လက္ခဏာပင်ဖြစ်သည်။ဘုရားသခင်ကိုနှစ်ပေါင်းများစွာယုံကြည်လာပြီးမိမိတာဝန်ကိုထမ်းဆောင်နိုင်ပါလျက်တမာတရားကိုမလိုက်စားလျင်ယင်းမှာအစေခံနေခြင်းမြတ်တာဖြစ်သည်။အကယ်၍တင်သည်မိမိတာဝန်ကိုတစ္ဆာရှိရှိထမ်းဆောင်နိုင်ပါကလိုလားစွာအစေခံပါက မကောင်းမှုကိုမပြုပါကပြက်ပြားမှုများသို့မဟုတ် အနှောက်အယှက်များမဖြစ်စေပါကတမာပြားကို လိုက်စားခြင်းမရှိလင်းပင်တင့်တာဝင်ကိုတစ္ဆာရှိရှိထမ်းဆောင်နိုင်သောကြောင့်ဘုရားသခင်ကတင့်ကို ရှုံးချအုံးမီမဟုတ်သို့တော်အကျဉ်သူသည်တမာပြားတချို့တဝက်ကိုနားလေကတမာပြားလိုက်စားခြင်း၏အရေးပါပုံကိုတဘောပေါက်တော်လေတမာပြားကို မလိုက်စားဆဲပင်ဖြစ်နေပါကကဲတင်ခြင်းသည် ထိုသူအတွက်လွယ်ကူလိမ့်မည်မဟုတ်ပင် အလွန်ဆုံးသူသည်စိတ်နှလုံးနှစ်မြုပ်ထားသော အစေခံသူတယောက်အဖြစ်ဆက်တည်ရှိနေနိုင်သည်အစေခံလူစိတ်မရှိသူ အာနာနှင့်အကျိုးအမျက်အတွက်ပြိုင်ဆိုင်သူအတင်းတော်ဤဘဝနှင့်အလုတ်ကိုနှောက်ရက်သူတို့အတွက်မူသူတို့ဤအဆုံးသက်ရလတ်ကတေချာနေပေပြီသူတို့သည်ဘေးအန္တရာယ်တွင်သို့ကြာရောက်သွားကြပြီဖြစ်ကာတေချင်းကိုသာစောင့်ကြိုနေကြသည် ူတို့သည်ရောက်ရှိလာမည့်အရာအတွက်ပြင်ဆင်ထားသင့်ပေသည်